Hello အားလုံးမင်္ဂလာပါဒီမှာကြည့်လိုက်ပါခင်ဗျာဒီဗီဒီယိုမှာမြင်တဲ့အတိုင်းပဲ you can speak by seven videos ခုနှစ်ပုံးနဲ့အင်္ဂလိပ်စကားပြောဖို့အတွက်ကျွန်တော်အဗိခကျော်ကနေပြီးတော့ဖိတ်ခေါ်ပါတယ်ခင်ဗျာဒီအတွက်ကြောင့်ကျွန်တော်တို့မြန်မာကျောင်းသားတွေအများစုမြန်မာလူမျိုးတွေဟာအင်္ဂလိပ်စကားနဲ့ပတ်သက်ပြီးလို့ရှိရှိရင် grammar ဆိုတဲ့ data အင်္ဂလိပ်ဒရာနဲ့ပတ်သက်ပြီးကျွန်တော်တို့ညာရင်းနှီးကြတယ်သိကြတယ်တက်ကြွတာဖြစ်ပါတယ်ဒါပေမဲ့ it's not easy to speak up စကားပြောဖို့အတွက်ကြတော့ကျွန်တော်တို့အခက်အခဲတွေဖြစ်နေပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာသိသင့်သိထားတဲ့ grammar လည်းသိရမှာဖြစ်တယ်လို့ပြောတတ်ဖို့အတွက်ကလည်းသင်ယူလေ့လာဖို့လိုအပ်ပါတယ်ဒီအတွက်ကြောင့် let's study and learn together with me ကျွန်တော်နဲ့တူလေ့လာဖို့အတွက်ဖြစ်ခေါ်ပါရခင်ဗျာဒီအတွက်ကြောင့်ကျွန်တော်တို့ဘာသာရတိုင်းဘာသာရတိုင်းမှာပေါ့လေအင်္ဂလိပ်စကားပြောနိုင်ဖို့ရမဟုတ်ဘူးကျွန်တော်တို့ဘယ်ဘာသာမျိုးပဲမဆိုလေ့လာတဲ့အခါမှာစကားလုံးတွေထောင်းချီတောင်းချီအများကြီးရှိရပေါ့ဗျာ ဒီလိုများနေတဲ့အထဲကနေမှာမကျွန်တော်စကလုံးနဲ့အနှစ်သာရချိုးလိုက်တဲ့အချိန်မှာဘယ်နှမျိုးပဲရှိတယ်ဆိုလို့ရှိရင်သိကြပါလားခင်ဗျာရှစ်လုံးမှာနမ်းပါတယ်ရှစ်လုံးပဲရှိပါတယ်အဲ့ဒီရှစ်လုံးကတော့အားလုံးသိထားပြီးသားဟွာစင်ကရှစ်မျိုးဆိုရယ်အင်္ဂလိပ်စာ grammar သင်လို့ရှိရင်ကျွန်တော်တို့သိကြတယ်သိထားကြတယ်အဲ့ဒီရှစ်မျိုးကဘာတွေလဲ what these အဲ့ဒီနေရာတွေဘာတွေလဲစဉ်းစားကြည့်ပါဦးခင်ဗျာဒီတော့စဉ်းစားလို့ရပြီလို့ထင်ပါတယ်ခင်ဗျာဘာတွေလဲ number 1 noun number 2 pronoun number 3 adjective number 4 verb number 5 adverb number 6 preposition number 7 conjunction number 8 interjection ဒီတော့ကျွန်တော်တို့တွေကဒီစကားလုံးရှစ်လုံးကိုနှစ်ချုပ်တိလိုက်ပြီဆိုတော့ねဘယ်အကြောင်းအရာတွေခေါင်းစာအခြေဆုံးကျွန်တော်နေ့စဉ်လှုပ်ရှားနေတဲ့အရာတွေကိုအင်္ဂလိပ်စကားဖန်တီးနိုင်မှာဖြစ်မယ်ဆိုတော့အမှတ်ခံပါတယ်ဒီတော့လုံးဝမပူပါနဲ့နောက်မကြသေးပါဘူး ဒီသင်ခန်းစာကနေစပြီးတော့လုံးဝတဆင်ချင်းဒီအချက်ရှိချက်နဲ့အတူကျွန်တော်ပြီးပြီဆိုတာနဲ့ခုနှစ်ရက်ခုနှစ်ပုတ်သင်တန်းဘီယူပြီးပြီဆိုတာနဲ့နင်းစင်သုံးရမယ့်စကားလုံးတွေကိုကျွန်တော်နဲ့အတူလေ့လာဖို့အတွက်ဖိတ်ခေါ်ပါရခင်ဗျာ Don't worry you can speak and learn easily you can speak and understand easily မိကုံးလေးကိုဖြည့်ကြည့်ပါ please answer this question ကျွန်တော်တို့ကဘာကြီးလှပါဘူးဘာတွေနဲ့ဝန်းညံထားတယ်လဲလို့မေးလိုက်တဲ့အချိန်မှာကျွန်တော်တို့အင်္ဂလိပ်စကားမှာဆိုလို့ရှိရှင်တော့ကျွန်တော်တို့ဘာကိုသွားညွှန်မလဲ now now နေနဲ့ဝန်းညံထားပါတယ် now နေနဲ့ဖွဲ့စည်းထားပါတယ်ကဘာကြီးလှပါဘူးအဲ့ဒီအရာတွေကဘာတွေလဲကျွန်တော်တို့လူတွေသတိစံနေတပ်ပင်ပန်းမင်နေမြချောင်းသမုတ်တရားတွေနေရာတွေအရာဝတ္ထုပစ္စည်းမှန်သမျှဟာဘာလဲဆိုရင် now ဆိုတဲ့စကားလုံးပါပဲ No sura nama, nan mandamia, no. Ami mandamia, no. Ayawatu bisiri mandamia, no sura o, mamibane. Diro, what is noun? Noun is a name you are. The names of persons, animals, things, and places are called noun. Luri. တိရစ္ဆာန်တွေအရာဝတ္ထုတွေနေရာတွေရဲ့အမိမှန်သမျှကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုရင် noun ဆိုရယ် noun လို့ခေါ်တယ်လူမဆိုရင်ကျွန်တော်အောင်သင်္ခါကျော် main class ဆိုလို့ရှိရင်အဲ match သင်စာဥပမာပြပြရတာမနော်ဦးဟိန်ဝေယံအဲဦးဒေါ်စုပြည့်စစ်စင်းအဲ့ဒီအနေနဲ့သုံးတယ်တိရစ္ဆာန်မှာဆိုလို့ရှိရင်လည်းနာမည်ပေးထားတယ်ပင်ကီတို့ဂျူဂျူတို့ရက်တို့ဒါတိရစ္ဆာန်တွေခွေးတွေကြောင်တွေမှာအမိတွေပေးထားတယ် things ဆိုလို့ရှိရင်တော့ဒီခုကိုင်းနေတဲ့ shopping marker duster bobie နောက်ထပ်ကြောက်ရှင်ဒါ white board အဲ့ဒီအရာတွေစာအုပ်ခဲတဲ့မှန်သမျှ places နေရာတွေနေရာတွေမှာဆိုလို့ရှိရင်လည်းအဆုံပါပါရဲ့အရာတွေတိုင်းဒေသကြီးကျန်းကင်းမြို့နဲ့ရန်ကုန်တိုင်းရန်ကုန်မြို့နေပြည်တော် area မြစ်စတောင်းမြစ်ဒါမြစ်ဆိုမှန်သမျှသမုတ်တရား Pacific သမုတ်တရားအတလန်တိတ်သမုတ်တရားနေရာတွေမှန်သမျှကျွန်တော်တို့ဒီ balance လို့ရှိရင် noun ဆိုတဲ့စကားလုံးအမည်နာမမှန်သမျှ noun လို့မှတ်ပေးပါခင်ဗျာ ဒီတော့ကျွန်တော်တို့နန်းလေးကိုအမျိုးအစားခွဲလိုက်တဲ့အချိန်မှာအမျိုးအစား၅မျိုးအဓိကရလာတယ်ပေါ့နော်ကျွန်တော်အင်္ဂလိပ်စကားပြောဖို့အတွက်ကလည်းဒါကိုအခြေခံအချက်ကလေးတွေသိထားဖို့လိုပါတယ်ခင်ဗျာဒီအတွက်ကြောင့် proper nouns ဆိုတာဘာလို့ပြောလဲဆိုရင်တူးဆိုင်တဲ့တစုံတယောက်နဲ့ပဲဆိုင်တာပေါ့။ဘာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဦးမြတို့တော့ညိုတို့ရန်ကုန်တိုင်း AR တိုင်းရှမ်းပြည်နယ်တူးဆိုင်တဲ့ပေါ့မြန်မာနိုင်ငံထိုင်းနိုင်ငံမလေးရှားနိုင်ငံ ဒါတခုပဲရှိတဲ့နိုင်ငံအရှိတောင်အရှာမှာဆိုမြန်မာနိုင်ငံတနိုင်ငံမျက်ရှိတယ်အဲ့ဒီအနေနဲ့ပါအဲမြန်မာနိုင်ငံမှာဆိုရင်ရန်ကုန်တိုင်းတတိုင်းမျက်ရှိတယ်မြန်မာပြည်မှာဆိုလို့ရှိရင် AR တိုင်းတတိုင်းမျက်ရှိတယ်အဲ့ဒီအနေနဲ့ကျွန်တော်တို့ရည်သည်ဒါ proper noun ဆိုတာဒီအူဆိုင်နာကိုမှတ်ထားပေးပါနံပါတ်1ကတော့ common nouns common nouns ဆိုတာဘာလဲဆိုတော့အများဆိုင်နံပေါ့ dog.khwe khwe man thamya. ဒါအများဆိုင်နံ river မြစ်မြစ်မှန်သမ ्या river ဲ့ဒီအတိုင်းပဲလားဆက်တောင်းမြင်းချင်းတွင်းမြင်းချင်းတွင်း river airy river airy မြင်း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 သူ့ရဲ့ river ဆိုတဲ့စကလုံးအောက်မှာတော့အများကြီးရှိတယ်နာမည်အခွဲတွေအဲ့ဒီနာမည်ကြီးကြတော့ဘာနောင်းနေလဲ proper nouns ကိုပိုင်းနန်းနေတူဆိုင်နန်းနေဒီ common noun ကြတော့အများဆိုင်နန်းပေါ့ဇပွဲတွေရောစာအုပ်ခဲတံတွေရစာတာဘယ်ထဲမှာထည့်ရရလဲဆိုရင်တော့ common nouns အများဆိုင်နန်းထဲမှာထည့်လို့ရပါတယ် number 3 collected nouns college ဆိုတာစုတာပေါ့နော်စုဆောင်ထားတယ်နာဆိုစုဆောင်ထားတာကျွန်တော်တို့မိသားစုမှာ9ယောက်ရှိရယ်ဖေဖေမိမိညီလေးညီမလေးကျွန်တော်အ9ယောက်ပေါ့ဒါစုဆောင်ထားတာအရေးအတွက်ကိုပြတယ်ကျွန်တော် family ဆိုတဲ့စကလုံးနောက်ကျရှင် group ဆိုတဲ့စကလုံးကျွန်တော်တို့အဖွဲ့မှာတော့9ယောက်ရှိပါတယ် there are 5 people in our group လူ9ယောက်ရှိပါတယ်အဲ့ဒီအနေနဲ့ပေါ့နော်ကျွန်တော်နောက်ကျရှင် team ကျွန်တော်တို့အသင်းကျွန်တော်အသင်းမှာတော့7ယောက်ရှိတယ်အဝအသင်းမှာ in our yellow team there are 11 people asset တယောက်ရှိပါတယ်ကျွန်တော်တို့သုံးလို့ရပါတယ်နောက်ကျရင် army ဆိုရက်စက်တက်ဒါအဖွဲ့အစည်းကိုဖော်ပြတဲ့အနေနဲ့ကျွန်တော်တို့ဒီအစုပြနံကိုသုံးပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့ material norms material ဆိုတာကကျွန်တော်တို့တွေဒီဟောရရေတွက်လို့မရဘူးနော်အကောင့်ထဲကိုရေးတွက်လို့မရဘူး။မြင်တော့မြင်ရတယ်၊ကင်တွက်လို့ရတယ်၊ရေးတွက်လို့မရဘူး။ရေးတွက်လို့မရတာဒါတွေလဲရေးကိုကျွန်တော်တို့ အာတရေနှစ်ရေလို့ရေလို့မရဘူးစံချင်းခွက်အတိုင်းအတိုင်းထဲမှာထည့်မှသာတခွက်တပလင်းနှစ်ပလင်းလို့ရေလို့ရတယ်ရှူကားဆိုတဲ့ဒကြာတကြားတစုံမှာဒကြားတွေမှုန်နေဘလောက်ပါလဲတမှုန်နှုံရေလို့မရဘူးဒီကြောင့်ရှူကားတို့နောက်တစ်ခုကျင်း material ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တတ်ထူတွေဖြစ်တဲ့ရွှေတွေငွေတွေအလဲသားတွေရော clip osa တွေ chalk မြေဖြူတွေဒီတိုင်းကျွန်တော်တို့ sugar the jar wine sea make no juice pure water ye early any ear ဒီမှန်သမျှဒီ material nouns ဒါရေတွက်လို့မရဘူးပေါ့နော် number 5ကျတော့ abstract noun စိတ်ဒီဇိုင်းနံပေါ့စိတ်နဲ့ခန်းစားလို့ရတယ်ဟာငါဒေါသတွေကြီးရနော်ငါမင်းကိုချစ်တယ်နော်အဲ့ဒီစကားလုံးတွေဒီကျွန်တော်တို့ခန်းစားခြင်းတွေပေါ်ပြလို့ရတယ်မင်းငါ့ကိုချစ်တဲ့အချစ်ကပြအဲဘလို့နေလဲကြီးလားသေးလားပြ show me နော်ငါ့ကိုပြ ပြလို့ရလားမရဘူးငါဒေါသတွေကြီးလိုက်တာနော် အမေဘလောက်ထိဒေါသရဲ့ကြီးနေဒေါသအလလတန်းစားလားတသေးလေးလားကြီးကြီးလေးလားပြလို့ရလားဆိုတော့ကျွန်တော်တို့မရဘူးဒီအတွက်ကြောင့် extra noun ဆိုတာဒီအကင်တွဲလို့မရဘူးချက်ချင်းမုံချင်းเนาะကျွန်တော်တို့ဒေါသဖြစ်ချင်းခရုဆိုင်ချင်းအငငငယ်ကခလေးဘွားလုံးကဘလို့ကျွန်တော်တို့ဘလို့ဖြတ်တန်းခဲ့တာစိတ်နဲ့ခံစားပြီးပြောပြတဲ့အချိုင်ဟုတ်ခလေးဘွားအဲ့ဒီအရာကြီး happiness ငါပြင်းလိုက်တာ laziness ငါပြင်းမှုတွေဖြစ်နေတယ် အပြောရှိမှုမရှိဘူးအဲ့ဒီအနေနဲ့စိတ်ညက်ခံစားတဲ့အရာမှန်သမျှပါလဲဆိုတော့ astrat nouns ဒါကို မမေ့ပါနဲ့ဒီစကားလုံး၅လုံးရှိပါတယ်နာမ်အမျိုးအစားများစွာတွေကမှကျွန်တော်တို့ common nouns နဲ့ collective nouns ဒီဒီနှစ်ခုကကြတော့ကျွန်တော်တို့တွေဒီရေးတွေ့ရတယ်နော်ရေးတွေ့လို့ရတယ်အလုံးအကုန်ရေးတွေ့လို့ရတဲ့အရာတွေ common nouns နဲ့ collective nouns ဒီဘယ်ထဲမှာပါလဲဆိုတော့ countable c o u n T A B L E countable ရေးတွက်လို့ရတဲ့အထက်မှာဒီနှစ်ချက်ဒီပါဝင်တယ် common nouns ဘာတွေပါလဲဆိုလို့ရှိရင်ဒီတဲ့အတိုင်းပဲကျွန်တော်တို့ဒီဒါဒီအများဆိုင်နဲ့ cousin နော်အစုပြနဲ့ care တစ်ချောင်းနှစ်ချောင်းမြေတစ်စင်းနှစ်စင်းတပင်တပင်နှစ်ပင်ရေးတွက်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လေမိသားစုမှာတယောက်နှစ်ယောက်ကျွန်တော်တို့အဖွဲ့မှာကျွန်တော်ဘောလုံးအသင်းမှာလူကြီးတယောက်နှစ်ယောက်၃၄၅ယောက်ဘယ်သူလာလဲဘယ်သူမလာဘူးရေးတွက်လို့ရတယ် အဲအတင်းတင်းမှာ၁၁ရောက်ရှိရဲဘသူပြစ်ကွက်တယ်ဘသူတွေလာတယ်ဆိုတာကိုရေးထွက်လို့ရတာဒီ common nouns နဲ့ collective nouns countable noun သူရဲ့ရှေ့မှာ you and and ဆိုတဲ့စကားလုံးလေးထည့်ပြီးတော့ uncountable ရေးထွက်လို့မရအောင်တစ်ခုနှစ်ခုသုံးလေးခုရေးထွက်လို့မရတာဘာလဲဆိုတော့ proper nouns material nouns and abstract nouns proper nouns ဒါဒီတူးဆိုင်တဲ့ပေါ့နော်တူးဆိုင်တဲ့ အတူဆုံးတူခုတစုံတစ်ခုတစုံတစ်ယောက်နဲ့ပဲဆိုင်းနေနန်သည်ဒါသည် proper nouns ကိုပိုင်နန်ပေါ့ on the cut jaw အတောင်းသင်ခါကျော်နှောင်းသင်ခါကျော်သုံးအောင်သင်ခါကျော်ဆိုပြီးတော့မရှိဘူးရေတွက်လို့မရဘူးဒါဒီကိုပိုင်နန်နေပေါ့ AR တိုင်းမှာဆိုလို့ရှင်တဲ့ AR တိုင်းနဲ့ AR တိုင်းအဲ့လိုမရှိဘူးအဲ့ဒါတခုလေးပဲရှိတယ်မြန်မာပြည်မှာဆိုလို့ရှင်မြန်မာနိုင်ငံအထိုင်းနိုင်ငံနိုင်ငံမှာဆိုရင်မလေးရှားနိုင်ငံအရှေ့တောင်အရှာမှာတနိုင်ငံပဲတစုံတစ်ဦးနဲ့ပဲဆိုင်တာနော်ဒီတို့ကြောင့် ိုပိုင်နံနေဖြစ်တဲ့အတွက်ကြောင့်ဒါဒီ uncountable nouns material nouns ဒါဒီ YouTube လို့မရဘူးကျွန်တော်သိတဲ့အတိုင်းပဲရေဆိုတဲ့တေးနှေးသုံးရေးလေးမရဘူးအတိုင်းဒါခွနဲ့ထဲမှာနော်ရေတစ်ခွနှစ်ခွရေ double နှစ် double လို့ကျွန်တော်တို့ဒါရေတွက်လို့ရတယ်ပေါ့ဗျာနောက်တစ်ယောက်ရှိနေတဲ့တကြားတို့စားတို့ဆိုလည်းအဲ့လိုမျိုးပဲဟာတစုံထဲမှာဘလောက်ဘယ်နှမုံပါလဲဆိုတော့ရေတွက်လို့ရလားမရဘူးဘလိုလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့သတိထားရမယ့်အဒီအတိုင်းအတာ zone နဲ့ထည့်လို့ရှိရှင်เนาะ or 1 teaspoon ပေါ့ လည်းပဲစားဆုံးတပတစုံပေါ့နော်ကျွန်တော်တို့ထည့်တယ်ဒီအတိုင်းတာနဲ့ပြမှာဒါငါ့ကိုစားတစုံတော့ပေးပါအဲ့လိုမျိုးပြောလို့ရတာပေါ့နော်တခြားတစုံရေးဆိုလဲအဲ့ဒီအတိုင်းပဲအချိုကြီးနွားလို့မှန်တယ်မြဒါဒီရေးတွေ့လို့မရဘူးဆိုတော့တိထားမယ်ဒီအဝယ်အစားလဲသားတရေရွှေငွေတတ်ထူမှန်တယ်မြဒီ material nouns ရေးတွေ့လို့မရဘူး it is uncountable nouns this one is astronomers astronomers ဆိုတော့ we can feel we can touch we can see အားလုံးခံစားလို့မရဘူးငါတို့မြင်လို့မရဘူးတို့ဒါတတ်မှတ်ကြအောင်ပါနော်ဒီတို့ကြောင့်ကျွန်တော်တို့အဲ့လိုမျိုးတတ်မှတ်ပြီးဆိုတာ ਨੇ ဘာနောင်းလဲဆိုရင်တော့ astronomers เนาะရေတွေ့လို့မရဘူးဒေါ်သာအမင်းရဲ့အရက်ကဒါအတိုင်းတန်းနဲ့ပြန်တော့ဘယ်လောက်စင်တီမီတာရှိလိမ့်မယ်အမင်းအရက်ကြီးကဘာမှလဲ1 အေးရဆိုရဲစကလုံးခန်းစားတာเนาะငါငါဒေါသကြီးဖြစ်နေတယ်မိရဲ့ဒေါသကြီးကဘာမှလဲအလျားအလျားအတိုင်းတာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်စင်တီမီတာဘယ်လောက်စင်တီမီတာဆိုလို့ရှိရင်ကျွန်တော်တို့ဖော်ပြလို့ရမယ်အလျားဆိုတဲ့စကလုံးပြည့်ယူကြီးကိုကြတော့မြင်လို့မရအောင်အဲ့ဒီအတိုင်းပဲကျွန်တော်တို့စိတ်နဲ့ခန်းစားတဲ့ချက်ချင်းမုံချင်းဒေါသဂရုစိုက်မှုအဲ့ဒီအရာတွေကိုဖော်ပြလို့မရတာလေဒီပါလဲဆိုတော့ uncountable nouns so please take a note common nouns called the nouns these two countable nouns ရတွေ့ရတဲ့နာ proper nouns material nouns abstract noun ဒီသုံးခုอ่ะကြတော့ကျွန်တော်တို့ရေတွက်လို့မရဘူးဒီအတွက်ကြောင့် these are uncountable nouns ဥသင်္ခါ is a teacher ဥသင်္ခါဟာဆရာတယောက်ဖြစ်တယ်ရွှေဝါ is my pet cat ရွှေဝါငါရဲ့ အိမ်ကမွေးထားတဲ့အကြောင်းလေးပေါ့အိမ်မွေးအကြောင်းလေးဖြစ်တယ် your pencil is on the table မင်းရဲ့ခေရန်ဇပွဲပေါ်မှာရှိတယ် i live in labaguin village လပန်ကွင်းရွာမှာနေတယ်ကျွန်တော်နေတယ်ပေါ့ဒီလေးကြောင်းမှာဆိုရင်ကြည့်လိုက်ကျွန်တော်တို့တွေဒီဥသိင်္ခဥသိင်္ခရဲ့ဒီဘယ်နောင်းနဲ့မှာပါလဲ proper nouns လား common nouns လား collateral လား material လား extra noun လားဒါဆိုလို့ရှိရင်တော့ဥသိင်္ခဒါ ကိုပိုင်နံတူးဆိုင်နံနဲ့ပဲဖြစ်တဲ့အတွက်ကြောင့်ဥသိင်္ဂါတိ proper nouns ဆိုတာကိုသိထားမယ်။နောက်တစ်ခုကျတော့ရွှေဝါနာမည်လေးနော်ဘုသူနာမည်လေးလဲ my packet နော်ငါကြောင်လေးရဲ့နာမည်ကရွှေဝါတဲ့နော်ကြောင်လေးရဲ့နာမည်ကိုဖော်ပြထားတာဒီရွှေဝါဆိုတဲ့ဒါနာမည်ပေါ့နော်ကိုပိုင်နံကြောင်လေးရဲ့နာမည်တည်တံ့ရှိတယ်ဒီမှာဆိုရင်ရွှေဝါကျတော့ဘာနံလဲဆိုတော့ proper noun ကိုပိုင်နံပေါ့ဒီ ဆိုတဲ့စကားလုံးလေးကြတော့ပါလဲရထဲမှာပါလဲဆိုလို့ရှိရင်တော့ common noun နော် common noun အများဆိုင်တာပေါ့နော်ကြောင်နေမှန်သမျှပါဝင်တဲ့အပေါ်မှာဆိုလို့ရှိရင်လဲ teacher ဆရာဆရာမဆရာဆရာမအကုန်လုံးသုံးလို့ရတယ် teacher ဆိုတဲ့စကားလုံးဒီ common nouns ဒီမှာဆိုလို့ရှိရင် your pencil is on the table နော်မင်းရဲ့ခဲတဲ့ဇပွဲပေါ်မှာရှိရယ်ဆိုတော့ pencil ဆိုတဲ့စကားလုံး table ဆိုတဲ့စကားလုံးဒီနှလုံးဒီ call it a noun လား common nouns လားရေးတွေ့လို့ရလားမရဘူးလားရပါတယ်ဒီကိအတွက်ကြောင့် pencil နဲ့ till be the common nouns ဘယ်ထဲမှာပါလဲဟုတ်ပါတယ်အများဆိုင်တဲ့နည်းမှာပါပါတယ် I live in Labaguin village. ဒီမှာဆိုရင်ကြည့်လိုက်ပါ။ရွာတွေမှန်သမျှစန်တုံရွာ၊ Labaguin ရွာ၊ကျောင်းကုန်းရွာ၊ရွာတွေနာမည်ရေးရှိတဲ့မျိုးစုံကျွန်တော်တို့တွေဒီမှာ village ဆိုရဲစကားလုံးကြတော့ ဘယ်ထဲမှာထည့်လို့ရလား proper nouns နဲ့မှာထည့်လို့ရလား no မရပါဘူး common nouns ဘယ်ထဲမှာထည့်လို့ရလဲဆိုလို့ရှိရင်တော့အများဆိုင်တဲ့နဲ့မှာထည့်လို့ရတယ်သို့တော့နာမည်ရှိတဲ့လက်ပံခွင်းဆိုတဲ့နာမည်ကြတော့ proper nouns ကိုပိုင်နဲ့တူဆိုင်တဲ့နဲ့မှာပါဝင်လာတာဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီ example for sentences နော်ဒီဝတ်ကြလေးကြောင့်မှာဆိုရင်ကျွန်တော်တို့ဒီ proper nouns တွေ့ရမယ်အားဒီဘာတွေ့ရမလဲ ကွန်မွန်ဒေါင်းစတွေးရမယ်ရွှေဝါဥသင်ခလက်ဘဂွင်ဒါတွေဒီဘာနောင်းနေလဲ proper nouns နေဖြစ်တယ် village ဒီစကားလုံးနေကြတော့ဘာဟုတ်ဖော်ပြ less လို့ရှိရှင်နော်ဘာဟုတ်ဖော်ပြနေလဲ village ဆိုတဲ့အရာဒီဟုတ်ပါတယ် common nouns မှာဖြစ်ပါတယ်ခင်ဗျာ number 5အနေနဲ့ကတော့ she has a family of sex ဘယ်နှယောက်ရှိလဲဆိုလို့ရှိရှင်6ယောက်ရှိတယ်6ယောက်ရှိတယ်မရှိရလဲမိသားစုဒီအတွက်ကြောင့် family ဆိုတဲ့စကားလုံးဒီဘာကိုဖော်ပြတာ family ဆိုတာဒီအရင်အတွဲအစုအစည်းကိုဖော်ပြထားတာဖြစ်တဲ့တို့ကြောင့် call it nouns ပါလဲဆိုတော့အစုပြနာဖြစ်ပါတယ်6ယောက်ဆိုရဲလူ6ယောက်နဲ့ဖွဲ့ထားတာပေါ့နော်ဒီမှာမှရှိတာနောက်တစ်ခုကြာရင်ကြည့်လိုက်ပါ group b is better than group b ဟာ group b group a ဆိုတော့ပြောရဲ group အဖွဲ့အစည်းကို team နော်အသင်းတို့ family မိသားစု army စစ်တပ်တို့ဒီစကလုံးတွေအဖွဲ့အစည်းလူအရေးတို့ကိုပြပြီးဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီဒီစလုံးတွေကဘာတွေဖြစ်သွားတာလဲဆိုတော့ collider nouns နေဖြစ်သွားပါတယ်ခင်ဗျာ number 7 talking wants a pair of slippers talking ဘာလို့ခြင်းလဲ slippers ခြင်းရဖနဒါတိမ်ဟန်ပေါ့လိုချင်နေပေါ့နော် a pair of scissors ဆိုလို့ရှိရင်နော်ဘာလို့ပြောလဲဆိုလို့ရှိရင်ဒါကတ်ကြီးတလက်ပေါ့ a pair of slippers ကြတော့ဖနတိမ်ဟန်ပေါ့ ူအဆက်ဆလိုက်ကျွန်တော်တို့သုံးရတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ docking ဒီပြန်ပြောမယ်ဘယ်ထဲမှာပါလဲ proper nouns ကိုပိုင်နဲ့တူဆိုင်နဲ့ထဲမှာပါတယ် a pair of slippers pair ဆိုတဲ့စကားလုံးဒီဒါအတွဲလိုက်အစုလိုက်ကိုဖော်ပြတာဖြစ်တဲ့အတွက်ကြောင့် collared nouns နဲ့မှာပါဝင်ပါတယ် a pair of slippers နောက်က i like tea လည်းဖိရင်ကျွန်တော်ကြိုက်တယ် he likes mac နွားလို့ကြိုက်တယ်အရေတွေဒီကျွန်တော်တွေဒီရေတွေ့ရတာမရတာလားရေတွေ့လို့မရဘူး uncountable nouns ဖြစ်တဲ့အတွက်ကြောင့် material noun လား adverb noun လားတခုနှစ်ခုရေလို့ပိုင်းခြားလို့မရဘူးကင်တွဲလို့ရတယ်မြင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ dr လေးတွေကတော့ဗာလဲဆိုတော့ material nouns ဖြစ်ပါတယ်ခင်ဗျ astronaut တော့မဟုတ်ဘူးเนาะကျွန်တော်တို့ခန်းစားလို့ရတဲ့စကားလုံးတွေမပါသေးဘူး